အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ဒါသာဖြစ်ပါတယ်ဒီနေ့တိဆက်ပေးမယ့်အကြောင်းအရာကတော့ Chelsea နဲ့ Benfica ပွဲစဉ်ရဲ့အကြောင်းအရာပဲဖြစ်ပါတယ် အစီအစဉ်လေးမစခင်မှာဒါသာရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့ဘေးကနိုတီခေါင်းကောင်းလေးကိုလည်းနှက်ခဲပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒီနေ့မှာတော့တပွဲကောင်းကိုပဲတုံ့ပြန်ပြသွားပါမယ်။သူတို့နှစ်တင်းရဲ့ head to head မှာမေဖီကာက Chelsea ကို၄ပွဲကစားထားပြီး၄ပွဲစလုံးမှာရှုံးနေထားတာကိုတွေ့ရပါတယ်။ Chelsea ဟာ Champions League မှာ Bayern ကို၃ဂိုးတကိုးနဲ့ဂိုးပြန်ရှုံးထားတာကြောင့်ဒီပွဲမှာအမှတ်ပြန်ယူဖို့ကြိုးစားရမှာပါ။ Champions League မှာ Benfica ကမီနာပါချီကိုနိုင်ပြီးအိမ်ကွင်းမှာတော့ ွာရဘက်ကို2939နဲ့ရှုံးနေထားပါတယ်။မော်ရင်ဟိုအားဒီဖီကာအသင်းနီးပါးအဖြစ်ချက်စီးနဲ့ရင်ဆိုင်ဖို့2029ခုနှစ်နိုဝင်ဘာလနောက်ပိုင်းကလေးကအမဇုန်အကြိမ်အဖြစ် Stanford Paris ကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။မော်ရင်ဟိုကသူစပြီးကင်တွယ်တဲ့ကစားပွဲ၃ပွဲစလုံးကိုမရှုံးအောင်ကစားထားပါတယ်။ချက်စီးရဲ့အနိုင်ကစားရမယ်ရုံးအားရဲ့ဘင်ဖီကာရဲ့ ဒီဝီယာဒီ73ဘွဲ့မှာစက်ငတ်ပွဲကိုသွင်းထားနိုင်တဲ့တိုက်စစ်အားလို့ကြောင့်လက်ရှိချက်စီးရဲ့ဂျေးက1 blood 30 3 blood 20မှာတော့ဂိုးဘော်ကိုအခြေတွေးမိပါတယ်ဒီပွဲကတော့ဂိုးဘော်ပါရှင်အခုလိုဒါဒါရဲ့အစီအစဉ်ကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်လေဒါဒါကဒီထက်ကောင်းတဲ့အစီအစဉ်တွေကိုတင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်အားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်